မင်္ဂလာပါဆရာမင်္ဂလာပါဟုတ်ပြီဒီမှာလောမင်္ဂလာပြီကြောက်ကြံပြရတော့လောက်ခတ်ခဲ့တဲ့အနေနဲ့ကတော့ဘောနော်အလိုချင်ကြီးရှိခဲ့လဲဆိုတာလေးသိချင်ပါတယ်ဟုတ်ပြီအဲကြောက်ကြမ်းပြည့်ရရဲ့အွေကြောင့်မလို့ထုတ်ခဲ့တဲ့ငလင်ကတော့မေမျိုးငလင်ဆိုတာရှိတယ်။မေမျိုးငလင်ကတော့ဘယ်တော့မှဒုက္ခရဆိုရှင်1912တန်ခိုး82ခုနှစ်မှာဒီ magnitude 7.3ညအရှိအဲ magnitude 8.0နဲ့လောက်သွားခဲ့တယ် သူကသူ့ရဲ့ဒီနေရာလေးကတော့ပမာရှိမလဲဆိုလို့ရှိရင်ရောက်လာတဲ့21အရှိတောင်ကြီးတို့69ဒီဂရီမှာတည်ရှိတဲ့နေရာဖြစ်တယ်။အဲဒါမဲ့တုတ်တဲ့ငလင်ကနမဲအနေအားဖြင့်တော့မေမျိုးငလင်လို့ပေးထားပေမဲ့နိစ္စတာကတော့တောင်ကြီးနဲ့ပူနိစ္စတယ်။ဆိုတော့တောင်ကြီးငလင်တို့နမဲအဲပေးမယ်ဆိုရှင်ပူပြီးတော့အရှင်ပြေတဲ့ငလင်ဖြစ်တယ်ပေါ့နော်။ဒါမဲ့ဟိုခေတ်ကတော့မေမျိုးကိုပဲသူတို့အစွဲပြုတ်ပြီးတော့ ဒီ8.0နဲ့ထုတ်သွားတဲ့ငလင်ကိုမင်းမျိုးငလင်လို့ခေါ်တယ်မြန်မာနိုင်ငံမှာတုတ်ခဲတဲ့ငလင်တွေထဲမှာသူကဒီမင်္ဂလိကျူအဖင်အကြီးဆုံးလို့ပြောလို့ရတယ်။နောက်သူသူကဒီမှာရှိတာလဲဆိုရှင်ရှမ်းကုန်ရှမ်းပြည်မှာရှိတယ်။ဂျုံကုန်ပြီးတော့ဒီ geographical name ရဆိုရှင်ရှမ်းကုန်မြင်းပြည်ပေါ့။ရှမ်းကုန်မြင်းပြည်ရဲ့မှာရှိခဲ့တယ်။သူကဘာကြောင့်ထွက်လာတာလဲဆိုလို့ရှိရင်ဒီအဲ့မှာကြောက်ကြမ်းပြိုက်ရိုက်ဆိုတာရှိတယ်။ ယောက်ျားပြည့်ရွေးကဒီအင်းလေးကံကိုပေါင်ခတ်ထားတဲ့ပြည့်ရွေးတစ်ခုရှိတယ်ပြည့်ရွေးကနော့ဆောက်ရှိတယ်ဟိုဟာကီလိုမီတာအဖြစ်900ရရှိတယ်ဆိုအဲ့လိုဒီလိုပြည့်ရွေးမျိုးကရန်ကုန်မြို့မှာတော်တော်များများရှိတယ်ပြိုင်ပြီးတော့နေကြတာလေအဲ့ဒါတွေကတော့ဘာလဲဆိုလို့ရှိရင်အခုပြည်တဲ့ယောက်ျားပြည့်ရွေးရှိတယ်နောက်တစ်ခုကပုံချောင်းပြည့်ရွေးရှိတယ်အရှိပဲဆိုမှဆိုလို့ရှိရင်လိုက်ဆဲလိုက်လဲပြည့်ရွေးဆိုပြီးတော့ပြည့်ရွေးတွေအစီသေးသေးတွေကတော့အများကြီးရှိတယ် ဒါပေမဲ့မိသားပေါ့အနေနဲ့ဒီသုံးခုကနောက်ဆောက်ရှိတယ်အဲ့လိုဆိုအဲ့ထဲမှာမှဒီကြောက်ကြားအဲပြိုင်ရီကတော့ကီလိုမီတာ900ရှိတယ်မိမျိုးငလေးအနေနဲ့ပဲသူခေါ်တဲ့နာမည်နဲ့ပဲဆက်ပြောသားမယ်ဆိုရှင်မိမျိုးငလေးကပျက်စီးရတဲ့ဟိုအားတွေကတော့ကျယ်ပြန့်နေဘာလုပ်လဲဆိုလို့ရှင်သူကရန်ကုန်မြို့မှာရှိတယ်နောက်တစ်ခုကတစ်ချက်ကလည်းပြည့်ရဲ့အရှိကလည်းအဲ900ရှိတယ်ဆိုတဲ့အခါကျတော့ ဘာတွေကိုပျက်စီးစေတယ်လို့ဆိုလို့ရှိရင်ဒီတောင်ကြီးပြူတာရှိတယ်နောက်ပြီးတော့ဒီဟိုစာ liquefaction လို့ခေါ်တယ်ဒီမြေပြင်ပျက်စီးတာလေးလည်းရှိတယ်အဲ့တော့အပျက်အစီးကတော့ကြီးမားတယ်ကျေပြန့်နေတယ်ဒါပေမဲ့လူအသေးပြောင်းမရှိဘူးအဲ့ဒါတကူကတော့ဘာလို့ဘာလို့လူအသေးပြောင်းမရှိလဲဆိုရှင်ဒီနေရာလေးကအဲ့ဒီအချိန်က1912လောက်ကအချိန်ခါကဆိုလို့ရှိရင်လူနေကျဲတဲ့အချိန်လေးဖြစ်တဲ့အတွက်ကြောင့်လူအသေးပြောင်းမရှိဘူး လက်ရှိဒီတောက်တဲ့နောက်ဆုံးလုပ်ခဲ့တာခဏဆောင်းပေါ်ခဲ့ထောက်ပေါ်ခဏမြေမြုံနေပါတော့တော့ဒီခမိုင်းရင်တော့ကျွန်တော်ပြောပြပေးရဲ့ဒီနစ်ပြာကျွန်တော်ထန့်ပြီးရက်ကလည်းတောက်တဲ့ပြေးပုံပါတော့เนาะအဲတိွားပြီဆိုတာဒီပြက်ရရောဒီလိုဒီညားရက်တော့ဒီညားရက်မိသားစုမှာဒီပြက်ရရတောက်ကြည့်ကြရအချိန်အချိန်မျိုးမှာရှိနေတာပေါ့လေသိရှိမှာပြက်ရရဆိုတာကတော့ငတင်လှုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့သူ့ကိုအစင်တစိုက် monitoring လို့ခေါ်တာပေါ့အမြဲပေါ့ဆို after shock စေပါတွေတို့ရဲ့ရှိတယ်လေဟိုနည်း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 လုံနေတာ post shock ဆို after shock စေရတဲ့ရှိနေတယ်ဆိုတော့ monitoring လုပ်နေတယ်ဆိုတာကတော့စင်မပြလုပ်နေဖို့လိုအပ်တယ်အဲ့ဒါမှလည်းဗာတဲ့ဆိုရှင်ဒီ seismic meter တွေပါတွေကိုတတ်ထားပြီးတော့စောင့်ကြည့်တဲ့ဒီအသားမျိုးအခြေအနေမျိုးကိုဖန်တီးပြောထားမယ်ဆိုလို့ရှိရင်သူ့ရဲ့တောင်းလဲလာတဲ့လှုပ်ရှားမှုတိုးလာတဲ့မတုတ်လှုပ်ရှားမှုမရှိဘူးဆို အဲ့ဒီဟာတွေကိုအကုန်လုံးသိရဆိုရင်ခံမလို့ရတယ်။အဲ့ဒါတော့ prediction ပေါ့ခံမလို့ရတယ်။အဲအဲ့ဒါမျိုးတွေကိုတို့လို့ရတယ်။ဒါပေမဲ့အခုဟာကမိမျိုးကလင်ကလုတ်ခဲ့တာလည်းနှစ်တော်ကြာခဲ့ပြီ။နှစ်တရားကျော်ပြီ။ဆိုတဲ့အခါကျဘာမှလည်းဟိုစားမလှူရှားမှုမရှိဘူး။အဲ data ဒီဖွံ့ဖြိုးအနေနဲ့လည်းဒီခုရှိတဲ့ဒီစကိုင်းပြိုက်ရီလိုဘာတို့တွေလောက်သိပြီးတော့တယ်သူကမရှိဘူးဆိုတော့ငလင်နဲ့ပတ်သက်လို့စိတ်ဝင်စားမှုနည်းနည်းနေတာတယ်။ အခုနောက်ပိုင်းကျတော့မှအခုစင်ဟိုးတွေပါလေလှူရှားတာတွေကိုမြေပြင်ပျက်စီးမှုတွေပြတာတယ်ဆိုတော့ဒါသူဟာ something တခုခုတော့အခြေအနေကိုပေါ်ပြနေပြီလို့လည်းပြောလို့ရတယ်။ဒါပေမဲ့ဒီလိုပြောပြောလို့ရတယ်ဆိုတော့ထူးခြားတဲ့အနေနဲ့သာပြောလို့ရတယ်။ဟာမဟုတ်ဘူး။အေးကြောက်တမ်းပြည့်ကြီးကတော့လှုပ်တော့မယ်။သူလည်းပြောလို့မရဘူး။ခမန်းလို့မရဘူး။သူ့မှာလိုအပ်တဲ့ဒီ parameters တွေအကုန်လုံးရှိမှသာလေခမန်းလို့ရတာဖြစ်တဲ့အတွက် ဘာမှမရှိသေးဘဲနဲ့ဒီစင်ခိုးလေးတွေတွေးလိုက်တာနဲ့ညာတော့ဟာလှုပ်တော့မှာပဲလို့လဲလွဲတကူပြောလိုက်လို့ရှိရင်ဘာဖြစ်သွားမလဲဆိုရှင်အဲ့ဒီဒေတာတွေမှာနေတိုင်းတဲ့နေဒူပြည်သူလူထုတွေကစိုးရိမ်ထိုက်လိုက်ညာတွေဖြစ်သွားတယ်အဲ့ဒါတော့လိုမလိုလားအပ်တဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်လို့ဒီလိုလေအလွယ်တကူပြောလိုက်လို့မဖြစ်သေးဘူး။ပြီးရရဲ့ဘက်မှာဒီခရီးအင်းနဲ့အင်းနဲ့၃နေရာလောက်မှာပြည်ပြားတော့ကျေပြီးခွေးဖြစ်တာပြောရတယ်။ အဲ့တော့မြန်မာလေးကတော်တော်များများလုံးထားတာမလက္ခဏာပါ냐ဒီလိုလဲပြောလို့ရပါတယ်။အဲ့တော့အဲ့ဒီပုံရောဆမိုင်းနေဒီငလေးပညာရှင်ပြောင်းနေတယ်ဘယ်လိုတုံးတက်မိပါလဲ။ယနေ့လောက်တော့မယ်ဆိုပြီးတော့ပြတဲ့ဆိုင်နေအနေနဲ့ကတော့ record လုပ်ထားတာတော့တေချာချာမရှိဘူးပေါ့လေ။ဒါကတော့ဟိုတရုတ်တို့ဘာတို့ကတော့ငလေးတုတ်လေးလောက်ထားရှိတဲ့တိုင်းပြည်ကတော့သူတို့ကတော့စာအုပ်တီးတုတ်အနေနဲ့ရဲလုပ်ဖို့ဆိုပြီးတော့ထုတ်ထားတာမျိုးတော့ရှိတယ်။အဲ့ဒါကတော့ဘာလဲဆိုရင်ဒီအိရိစံနေရဲ့ ထူးခြားတဲ့အမှုရာတွေနောက်အစအစဘာတို့မြေပြင်မှာအဲပြစ်လာတဲ့ဒီပျက်စီးမှုတွေဒီလိုဟာအထူးသဖြင့်တော့ဒီတတိယဆန်နေရနေပြတဲ့လူ့ဆန်တဲ့အမှုရာတွေကပို့ပြီးတော့နှိစတဲ့လို့ဟိုခေတ်ကယုံကြည်ကြတယ်ဒါကိုပဲကြည့်ပြီးတော့ပဲငလင်ကိုခံမှန်းကြတယ် protection လုပ်ကြတယ်ဘာတွေလဲဆိုရှင်ပြီးခဲ့တဲ့ဒီဟိုဇာငလင်နဲ့ပတ်သက်တဲ့ပြပြချက်တွေမှာလည်းနေပါတော့ကိုယ်အိမ်မှာမွေးတဲ့ကလေးတွေအခွေးတွေဟာ ထွက်ပြေးကြတာရှိတယ်။ကောင်းငယ်နေတာတွေရှိတယ်။နောက်တစ်ခုကဒီကန်ထဲမှာမွေးထားတဲ့ကန်ထဲမှာရှိနေတဲ့ငါးတွေခုံပြန်ပြီးထွက်တယ်။အဲအဲ့လိုဟာမျိုးတွေကတော့အများကြီးပဲရှိတယ်။အဲ့ဒါတွေကိုကြည့်ပြီးတော့လေဒီလိုကတော့ဒီလိုပြီးမှတော့အဲ့စာအုပ်ကိုကြည့်ပြီးတော့ပဲဟိုခိခိခါအခုခိလိုဟာမျိုးလေဒီ instrumentation တွေအပြည့်စုံတဲ့ခမန်းတဲ့ဟာမျိုးတွေမဟုတ်သေးတဲ့အချိန်ကတော့တိရိစ္ဆာန်တွေရဲ့ထူးခြားတဲ့အမှုရာကိုကြည့်ပြီးတော့ပဲတို့ခမန်းတာ ဲဆိုအရာကူတော့အခုခင်မှာတော့သိပြီးတော့အတုံးမပြူအတုံးမပြူဆိုမဲ့မဟုတ်သေးမဟုတ်တော့ဘူးလားဆိုတော့မဟုတ်ဘူးရှိတယ်ဒီလိုအထူးကြတဲ့အမှုရလေးတွေအထူးသဖြင့်ဖြစ်တာတော့ဒီလိုအိမ်မှာတူနေတဲ့ဟိုကြောင်တို့ခွေးတို့တွေကဖက်ပြေးပြီးတော့ကိုယ်မှမနေတော့ဘူးဆိုတော့အန်နေရကိုဒီဘာလို့ဆိုငလင်းဆိုတာကဒီအောက်ကလာတာတော့မြေအောက်ကလာတဲ့ wave တွေ electromagnetic wave တွေကိုသူတို့အနေနဲ့သူတို့ရဲ့ ိုဟိုကလည်းခံမလို့ရတယ်အဲ့လိုနေလဲသူတို့ဖက်ပြတာတွေပါရှိတာအဲ့ဒီစင်ဟိုကကြောက်တဲ့ပြန်လို့ထလာလို့မရနိုင်ဘူးပေါ့နော်အဲတေချာကြီးပြောလို့မရဘူးဒီတော့တစ်ခုနှစ်ခုလောက်နေတော့ဟိုစားလေးခံမနေဆိုတာတော့မဖြစ်တင်သေးဘူးခံမနေဆိုလို့ရှိရင်ပြီးပြည့်စုံတဲ့အချက်လက်ရှိရမယ်လေဟုတ်လားဒါမဲ့တစ်ခုရှိတယ်အခုလှုပ်သွားတဲ့7.7ဒီစကိုင်းငယ်တင်ဆိုရှင်ဘာမှမတည်ဘူးလေ လှုပ်သွားတော့မှပဲလှုပ်တယ်ဆိုတာကိုသိတာလှုပ်ပြီးတော့မှသာရှေ့နောက်နောက်ဆက်တွဲငလင်းနေလာအောင်မယ်လာအောင်မယ်လာအောင်မယ်ဆိုပြီးဒါဒါတွေဆက်သွားတာဒါကတော့လွယ်သွားတယ်ဘာလို့ဆိုတော့သူနဲ့ဆက်ဆက်တဲ့ပြည့်ရည်တွေကိုကြည့်လိုက်ရင်သူသူ့ကြောင့်သူတို့မှဆက်ပြီးတော့ effect ဖြစ်တဲ့အတွက်ကြောင့်လို့သူတို့နေရာရောက်လို့ရှိရင်နောက်ဆက်တွဲငလင်းတောက်တယ်ဒါပေမဲ့ရှေ့ပြေးနေတဲ့ဘယ်ဟိုမှသူကပြမသွားဘူးလူတွေကပြသွားရင်လည်းသွားမယ်သို့တော့ လူတွေကဟိုအာယုအာယုမရှိဘူးပေါ့ဒါကိုကြည့်မနေဘူးပေါ့ကွာဟိုတကယ်စောင့်ပြီးတော့ရှိတယ်ဆိုလို့ရှိရင်တော့တင်းရင်တင်းနိုင်ယူရီးယားတို့ဘာလို့ပဲမှရှိရဲဂမ်ကြီးတွေရှိရဲဤကကစောက်ထားစောက်ထားတဲ့ဂမ်ကြီးတွေဆိုသူတို့မှာမော်နီတာရင်းတွေချိန်ထားသူတို့မော်နီတာရင်းတွေကနေပြီးတော့ဒီဂမ်ရဲ့အနေထားကိုအကုန်လုံးတွားတွားဖတ်ဖတ်ပြီးတော့ဟာဂမ်ဂမ်ကတော့အေးကြီးဟိုဇာလုတ်စရာတွေပေါ်လာတယ်သူအဲ့မှာတည်ရတယ် ော့အဲ့လိုမျိုးတဲ့မြန်မာနိုင်ငံမှာဒီဟာမျိုးမရှိဘူးနော်မရှိဘူးဆိုတော့ဟာဒါဒီနှခုလေးတွေ့တဲ့အဲကြောက်ကြမ်းပြရတော့ငငကြီးတောက်တော့မယ်လို့တော့မပြောမပြောနိုင်ဘူးမင်းကဘာအင်္ဂါရီကနော်တိုင်းရီဝါနေဒီပြောင်းလဲတော့ခွင့်ရှိရဲ့ဒီနိုင်ငံတွေကတောင်းနေတယ်နော်။တိုင်းလို့ပေါ်ပြီးပြီဆိုတော့အဲ့ဒါနဲ့ဆက်ဆက်ပြီးမှတောက်ကျမ်းပြည့်ရအောင်ပြောင်းပြင်လို့ဒီလိုမှလုပ်လာနိုင်တယ်မျိုးရှိလား။ဟဲ့အဲ့ဒါမျိုးပုံစံမျိုးပေါ့။ဟုတ်ဆက် အဲအဲ့လိုဟိုဘယ်လိုပြောမလဲစကိုင်းပြည့်ရွေးကမန္တလေးတိုင်းထဲမှာရှိတယ်။တောက်တန်းပြည့်ရွေးကရှမ်းပြည်နယ်မှာရှိတယ်။အဲတောင်ကြီးနားမှာနေတယ်ပေါ့နော်။နောက်တစ်ခုကဒီတက်တောနစ်ပလေးတွေဆိုတော့တောက်ထုကြကြီးတွေဆိုတာရှိတယ်။ဒီအကူငတင်းထုတ်တယ်ဆိုတော့တောက်ထုကြကြီးတွေအရွေးနဲ့လှုပ်တာ။ဒါလောက်ပြင်းပြင်းကြီးလှုပ်တယ်ဆိုတာလေအဲတောက်ထုကြကြီးတွေကအချူကတချို့နေရာတွေမှာဆိုရှိကီလိုမီတာ900လောက်အထိရှိတယ်။ တချို့နေရာမှာကြာတော့ကီလိုမီတာ90တောက်ဆိုရရှိတယ်။အဲ့တော့ဒီလိုသူပါမတူတာ။ဒီလေရှိတယ်ပေါ့လေ။ဟိုဘလောက်တောင်ဟိုဟာကြည့်တယ်ဆိုရှင်ဒီ USCS ကနေသူတို့အဲ့ဒီဟိုဟာကိုကြောက်ထူးချက်ကြီးတွေရဲ့အနေထားကိုသိချင်လို့သူရေအောက်ကိုဆင်းကြည့်ပြီးတော့ဓာတ်ပုံရိုက်ထားတာလေးရှိတယ်။ရေကူးနေတဲ့လူကအင်မတန်သေးငယ်တဲ့ပုံရိပ်အနေနဲ့ပဲပေါ်ပြီးတော့အဲ့ကြောက်ထူးချက်ကြီးက အကြီးကိုရှိတာအဲ့အကြီးကြီးကိုအထူးကြီးရှိတဲ့ဟာကြီးတွေလှုပ်တော့မှငလင်ကလှုပ်တာလေအဲ့တော့ငလင်ကလှုပ်တယ်ဆိုတော့ငလင်တစ်ခုတစ်ခုလှုပ်ဖို့သူ့စီမှာမရှိရမဲဆိုတော့ဒါအားရှိရတယ်ဒါအားကတော့အင်္ဂလိပ်လိုတွေပြောမယ်ဆိုရှင်ဒီ shear stress ရှိရဲ normal stress ရှိတယ်ဒီကြောက်ထုချက်ကြီးတွေကသူတို့ကတီးနေတာမဟုတ်ဘူးရွေ့နေတယ်ကဘာကြီးကအနောက်ဘက်ကနေပြီးတော့အရှိဘက်ကိုပတ်ပြီးတော့လဲနေတဲ့တစ်ချောင်းမှာ ဒီကြောက်ထုရက်တရားမျော ပြီးတော့ရွေ့နေဒူကီလိုမီတာ50ရှိရ200ရှိတယ်အဲ့ဒါကြီးရရွေ့ပြီးသွားအဲ့တော့အဲ့ရဲ့အဲ့လိုရွေ့ပြီးသွားတဲ့အခါကျတော့ဒီကြောက်သားရင်းနဲ့ဖွဲ့စည်းတယ်အထူးလဲအင်မတန်ထူတယ်နောက်တူကတူကအချက်အချက်တွေလို့ဒူးတယ်နဲ့ရှိတာအဲ့ဒါတွေကရွေ့နေတော့ဘာဖြစ်လဲဆိုလို့ရှိရင်ဒီကြောက်သားတွေထဲမှာဓာတ်အားရှိတာ stress ပါရှိတာအဲ့ stress က သူဒီအစိုးရပြောတဲ့ normal stress ရှိတယ် shear stress ရှိတယ်ဆိုလို့ရှိရင်ပြိုင်ရိပ်မှာပဲငလေးလောက်တော့ shear stress နဲ့ပြိုင်ပြီးတော့အွေရွေနေတယ် normal stress နဲ့ normal ဆိုတာသူ့ကို down ပြပြပြီးတော့ထားတာဖိထားတာအဲ့ဒီနှစ်ခုလွတ်သွားတဲ့အချိန်ကငလေးလောက်တဲ့အချိန်အဲ့တော့အဲ့ဒီနှစ်ခုပဲဒါအားအပြိုင်ဆိုင်ရှိနေတဲ့အချိန်မှာ သူလွတ်တဲ့အချိန်ကိုရောက်မှသာငလေးကလောက်တာဆိုတော့အင်ငလေးလောက်ဖို့အင်မတန်ခဲရင်းတယ် ဖြစ်တော့တာလွယ်လွယ်လေးနဲ့လေငနေလှုပ်တယ်လို့သာပြောတာငနေလှုပ်ဖို့အတွက်ဒီကဘာကြီးကိုပတ်ပြီးသွားနေတဲ့ဒီ plate တွေရှိတယ်အဲ့ဒီဥစားဗမာလူတော့ကြောက်ထုကြပေါ့ဆိုရလူလူတွေရှိတယ်ကြောက်သားတွေနဲ့ဖွဲ့ထားတယ်အချက်လက်ရှိတယ်ဆိုတဲ့အနေနဲ့လာပြောသွားတယ်ဆိုတော့အဲ့လိုငလင်တစ်ခုလှုပ်ဖို့ကအချိန်နဲ့အများကြီးယူရတယ်စကိုင်းပြည့်ရေဆိုလို့ရှိရင်နှစ်90ကျော်ကျော်ကြာမှနည်းနည်းလေးစိုးပြီးသွားလှုပ်သွားတာ ဒီတခြားငတင်းတွေဆိုရှင်နှစ်100 200နေပြီးတော့มาထွက်ကြတာလေဆိုတော့အဲ့လိုဟာမျိုးဆိုတော့ဒီငတင်းတစ်ခုပြည့်ဖို့တို့အတွက်ကသူ့မှာလိုအပ်တဲ့ဓာအားတွေရှိမှသာလေပြီးတော့ငတင်းကသူ့ထွက်သွားတယ်ဟလာအထက်အောက်တုတ်တာရှိတယ်ဘေးတိုက်တုတ်တာရှိတယ်အဲ့လိုဟာမျိုးဆိုတော့ဒီယောက်ျားငတင်းအပေါ်မှာလဲဟာဒါဒီလို feature တွေပေါ်လာတယ်ဒါဆိုလို့ရှိရင်တော့ငတင်းလှုပ်တော့မယ်လို့အလွယ်တကူပြောလို့မရဘူး အဲ့ဒါတော့အသေးချာပြောလို့ရတယ်။အဲဒီနှစ်ပေါင်း၁၀၀လောက်ကြီးကြောက်ကြံပြည့်ရအောင်စက်တွေစုမှအားပြန်ပြည့်လာရင်မဖြစ်နိုင်ဘူး။ဟုတ်လေတစ်ချိန်တစ်ချိန်မှာတော့သူတို့လှုပ်ရှားနေကြတာတို့ကလည်းရွှေ့နေကြတာဒီကြောက်ကြံပြည့်ရရှမ်းကုန်းမြေမြေမှာရှိတယ်။ရှမ်းကုန်းမြေမြေကဒူနဲ့ဆိုင်တယ်ဆိုချင်းဗါလဲဆိုချင်းအင်ဒိုချိုင်းနာပရိတ်ဆိုတာရှိတယ်။သူကရတဲ့ရွှေ့နေတယ်။ဒီမမာပြည်မှာရှိတဲ့သခိုင်းပြည့်ရရတယ် သူကလည်းတောင်ဘက်ကိုရွေ့နေတယ်တခြားကမြောက်ဘက်ကိုရွေ့နေနော်ရွေ့နေကြတာကြီးပဲအကုန်လုံးကအဲအဲ့လိုတွေရွေ့နေကြတော့ဒီ Indo China plate ကိုသူ့ဟိုဘက်မှာရှိတယ်အခြားသော plate ကလည်းသူကလည်းအရွေးနဲ့ရှိတယ်အကုန်လုံးညက်နေကြတာတစ်ခုတစ်ခုကပြီးတော့မှဒါသူတို့ AR stress ပြည့်တဲ့အချိန်ကြတာမှာပဲငလင်လောက်တာဆိုတော့သူတို့ရဲ့ဘယ်လိုခေါ်မလဲဒီ recurrent ပြန်ပြီးတော့တစ်ချိန်မှာလှုပ်တယ်ဆိုတဲ့ဟာကတော့ ခံမမှုခဲရင်လေအကုန်လုံးအကြောင်းစုံတဲ့အခါကျမှပဲသူကထပြီးတော့လုံမှာဖြစ်တယ်အဲ့တော့အခုဆိုလို့ချင်းယောက်ျားပြည့်ရငလေးလှုပ်တော့မယ်လို့ဆိုဆိုပြောနေကြတယ်ဆိုတာရှိတယ်အဲ့တော့အကြောင်းတရားစုံမှ evidence စုံနေလားအဲ့ဒီဟာမျိုးတေချာဒီ instrument တွေနဲ့တိုင်းထွားပြီးစောင့်နေတာလားအဲ့လိုမှမဟုတ်လို့ရှိရင်သူကတော့ဟာလှုပ်တော့မယ်လှုပ်တော့မယ်လို့ပြောလို့မရဘူးလို့ပြောတာ